a tweet. တန်ကြားပြည်သက်များရှင်ကျေးဇူးတော်ရှင်အကမဟာပဏိတာမုခုဆရာတော်ဖျားကြီးဘောနှစ်ထံပြန်လည်တော်မူပြီးနှစ်နှစ်ပြည့်မြောက်ချိန်မှာတော့ဆရာတော်ဖျားကြီးရုပ်ကလတ်တော်မိသိညိုရာဌာနဖြစ်တဲ့အမရပူရမြို့အိုးတော်ရက်ွက်ရှိပွဲတော်ရင်ကွင်းမြင့်ကြီးအတွင်းမှာမင်္ဂလာဓာတုဓမ္မဇေယျတော်ကြီးကိုတည်ထားကိုးကွယ်ခဲ့ကြပါသည်ဒီစီတော်ကြီးကိုဆရာတော်ဖျားကြီးရုပ်ကလတ်တော်မိသိန်းကျိုတဲ့မျက်ချင်းခံဥပလင်ကိုခြုံငုံပြီးမိသိန်းကျိုရာမှာကျွင်းချင်ရတော်မူတဲ့ဆန်တော်မျက်လုံးတော် အယိုးတော်အသွေးတော်သင်္ကန်းတော်များကိုဌာပနာပြီးတည်ချတော်မူခဲ့ခြင်းဖြစ်ပါသည်ဖြစ်စဉ်ကြာသူလာပြည့်နှင့်ရောက်တိုင်းလဲဆရာတော်ဖျားကြီးရဲ့ဂုံကျေးဇူးကိုပူဇော်သောအဖြစ်မင်္ဂလာဓာတုဓမ္မစီတီဗုဒ္ဓပူဇနီးယပွဲတော်နဲ့တန်ခါဒါနဆွမ်းလုံးလူပူဇော်ပွဲကိုကျင်းပပြုလုပ်ပူဇော်ခဲ့ကြပါသည်ရှင် ုးကြီးတော်ရှင်အဂမပဏိတမဟုတ်ဆရာတော်ဘုရားကြီးဓာတိမဇေရမြတ်ကြီးကိုတက္ကတိ1324ခုရာစုလာပြီးနေ့တွင်ဖနေ့ရက်ခါ1326ခုဒုတိယဝါစုလာပြီးနေ့တွင်ခီတော်တင်ကကြီးကြီးအောင်မြင်ခဲ့ပါသည်၎င်းခီတော်ချင်းမှာ28လက်မပဲဖြစ်ပြီးအမိုးဝိုင်းအချင်းမှာ32ပဲဖြစ်ပါတယ်ဇေရတော်ဖနေ့တော်မှာ15ပဲ6လက်မဖြစ်ပြီးဇေရတော်ပလင်မှာ32ပဲဖြစ်ပါတယ် မြေကြီးမှာစိန်မှုတော်အထိ63မြေဖြင့်တိထားကိုယ်ွယ်ပူဇော်နိုင်ခဲ့ပါတယ်ဓာတုမဇီတော်မြတ်ကြီးကြီးအောင်မြင်ခဲ့ပြီးနောက်ကြီးစိတော်ရှင်မောဟုဆရာတော်ဘုရားကြီးရဲ့ဒုံလဘဒေသနာတရားတော်များများကိုကျောက်စာချက်များဖြင့်ပူဇော်နိုင်ရန်အတွက်ကျောက်စာရိုက်ကိုဆောလလူဆန်းခဲ့ပါတယ်ကျောက်စာရိုက်အမြင့်ပေမှာ16ပေဖြစ်ပြီးအခန်းဘွယ်မှာ၅ခန်း၂ခန်းဖြစ်ပါတယ်ကျောက်စာအချက်ရေမှာ28ချက်ဖြစ်ပြီးကျောက်စာစာမျက်နှာမှာ54မျက်နှာဖြစ် ုံလဘဒေသနာတရားတော်များကိုပူဇော်ထားရှိနိုင်ခဲ့ပါတယ်။တက္ကရီ1359ခုနှစ်မှစ၍ဥစဉ်ဓာတုဓမ္မဇေယျတော်မြတ်ကြီးကိုဗက်စုံမွန်မှန်ပြုပြင်ခဲ့ပါတယ်။ယခုလည်းဓာတုဓမ္မဇေယျတော်ယူဝင်းအတွင်းကျောက်စာတိုက်ကျောင်းဆောင်တစ်ခုနှင့်ဓမ္မယုံတစ်ခုကိုဆောက်လုပ်လူတန်းပြုပြင်နေတယ်ဖြစ်ပါတယ်။၎င်းဓမ္မယုံကြီးမှာပြာစုလာကြီးနှင့်ဓာတုဓမ္မဇေယျဗုဒ္ဓပူဇင်းရပွဲတော်အခါရောက်တဲ့အခါသံဃာတော်ရှင်မြတ်များနဲ့ဖျားဘူးမြတ် ကဲနိုင်ရန်အတွက်သံဃာတော်ရှင်မြတ်အာယုံဆုံးကဲနိုင်ရန်အတွက်ဣဓမာယုံကြီးကိုဆောက်လုပ်လူရမ်းပါတယ်။ဖျားဥလာတဲ့ဒကာဒကမအပေါင်းနဲ့မှသံဃာတော်ရှင်မြတ်ပါခဲ့လျင်တရင်သုံးနိုင်ရန်အတွက်အကြောင်းကိုလည်းဆောက်လုပ်လူရမ်းပူဇော်ခဲ့ပါတယ်။ပင်ဝေစွာကြီးဟာအတွင်မှာချက်တည်လင်းလေမကြား လမ်းရပါစေပန်းတွေတရံပမာချမ်းမြာလေးစမ်းရေပြန့်ကြအေးဆေးစေနတ်လူများကိုစိတ်နှပါချူစားကြဆွေလမ်းဘဝင်ဝမ်းအစဉ်ချမ်းသာကိုအိတ်စာတရပြေဝါကြမင်းကြီးဟုဒိတ်ထောင်းကြီးမှသူဒီပန်းစင်နာ နောင်တန်တရားရည်စိတ်ကြံမှန်းဆလို့ပြင်းနေဗန်နံဝါသောလံကြွားရောက်စေငါနောင်တန်တရားရည်စိတ်ကြံမှန်းဆလို့ပြင်းနေဗန်နံဝါသောလံကြွားရောက်စေငါဒီနေ့ဟိုနေ့တော့မကြမ်းဟာ ရှင်မွေလူသည်၍ဆောင်ငါကောင်းရင်ခྱི་ပြန်တက်ဖို့မကြီးမဲ့ခင်ခေါင်းကြီးစီသွားဒီတိုင်းသာ၍ရစီလားဝေနေရာဆွေတဟာကပင်မှာဒီရန်ကျင်းစင်ပွားထိန်ဝေစွာဒီဟာအတွင်မှာချက်တည်းလင်းစေမကြား လမ်းညပါစေပန်းတွေဗရံပမာချမ်းမြာကလေးစမ်းရေရှောင်ချာအေးအေးဆေးဆေးနလူမြာကိုစိတ်နှပါချူချတာတွင်လောင်ဘဝဝံအစင်ချမ်းသာအိုးအိဆာတရပြေဝကြနိုင်စေဘုရိတ်ခံပြီးမှသူဒီပန်းစေမြောင်မြင့်မြင့်တန်ကြားဖြစ်တဲ့များရှင် အမရပူရမြို့မင်္ဂလာကျောင်းလိုက်ကြီးအတွင်းရှိဆရာတော်ဖျားကြီးဘဝနှစ်ထံပြန်လည်တော်မူသွားရာမင်္ဂလာမိတ်ခင်ဟိတာကျောင်းလိုက်ကြီးကိုလည်းအခုခါမှတော့တန်ဝေဇနီးရပြတဲ့အဖြစ်နဲ့ပြသထားပါသည်ပြတဲ့အတွင်းမှာဆရာတော်ဖျားကြီးတဘောခဏဝန်ချသွားတဲ့အခန်းလေးဂရင်အိယာများကိုဒီခင်းဒီထားတိုင်းတည်တည်တတ်တတ်ပြင်ဆင်ပြသထားပါသည်မင်္ဂလာမိတ်ခင်ဟိတာကျောင်းအောင်မှာဤတိုက်ခန်းရှိပါသည် အဲ့ဒီမြေတိုက်ခန်းဟာဆရာတော်ဖျားကြီးတက်တော်ထင်ရှားရှိစဉ်ခါကကမထမ်းတရားအထုတ်တဲ့အခန်းလေးတွေနဲ့ဖွဲ့စည်းထားတဲ့တရားအထုတ်တဲ့နေရာဖြစ်ပါတယ်။ဇာပနပွဲမှာဆရာတော်ဖျားကြီးရုပ်ကလက်တော်ကိုထည့်သွင်းပူဇော်ခဲ့တဲ့ဗရညာခေါင်းကိုလည်းမြေတိုက်ခန်းတွင်ဥပလင်ပေါ်မှာတင်ပြီးပူဇော်ထားတာကိုလည်းမြင်တွေ့ကြီးညိုနိုင်ကြပါတယ်။ ။ဒါအပြင်ပြတိုင်းနေရမှာဆရာတော်ဖျားကြီးရဲ့ဘဝဖြစ်တော်စဉ်ရည်စည်းပကြီးကားများကိုလည်းချိတ်ဆွဲပြတ်တာထားတာဟာဖြင့်ကြီးညိုပွဲကောင်းလာပါလိမ့်ရှင်။ င်တန်ကြားပြည်တများရှင်။ဆရာတော်ဖျားကြီးဘောနှထံကျန်းလုံတော်မူပြီးငါးနှစ်ပြည့်မြောက်တဲ့1329ခုသတင်းကြိုလာပြည့်ကျော်၄ရက်နေ့မှာဆရာတော်ဖျားကြီးဝိပဿနာအခြေချစတင်ခဲ့တဲ့ဗရညမြေမူးမှုမြာမင်္ဂလာဓာတုဓမ္မဇီးရီတစုကိုတည်ထားကူးပေးကြပါပါသည်။မဟုမျိုးမင်္ဂလာဓာတုဓမ္မဇီးဒီကိုဆရာတော်ဖျားကြီးတရင်သုံးတော်မူခဲ့တဲ့ခင်းဥတန်ရက်ရှိမင်္ဂလာကျောင်း၌အတွင်မှာတီထားကူးဝေခဲ့တာဖြစ်ပါရဲ့ရှင်။ ားပြည်သူများရှင်မိုးကုတ်ဆရာတော်ဖျားကြီးမင်းရှုတန့်စင်ဖွားမြင်ရာမန္တလေးတိုင်းအမရပူရမြို့နယ်ဥယျာဉ်တော်ရွာအင်းတော်မင်္ဂလာမှာလဲဆရာတော်ဖျားကြီးထေရုတ်ပတိပြတိုင်းနဲ့ပုံရတာမက်ကြီးဓမ္မပိမံတော်ကြီးကို ခမ်းနားထေဝါစွာတိဆောက်ခဲ့ပါတယ် ်အခုခါဓမ္မပိမံတော်ကြီးအောင်မြင်စွာတိဆောက်ပြီးစီးခဲ့ပြီဖြစ်လို့မြန်မာတက္ကရာ1369ခုနှစ်နတော်လဆုပ်17ရက်ခရစ်နှစ်2008ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာရင်းစချမင်္ဂလာထိမ့်မှန်အခမ်းအနားအောင်မြင်စွာကျင်းပပြီးဓမ္မပိမံတော်ကြီးကိုဖွင့်လှစ်ခဲ့ပါတယ်ရှင်။ဘုန်းကြီးတို့ဒီနေ့ရာဤဌာနကြီးဟာကျေးဇူးတော်ရှင်အကမဟာပဏိတမဟုတ်ဆရာတော်ဘုရားကြီးရဲ့ မိရှုတန့်စဉ်ပွင့်မြင်တော်မူရာဖြစ်တဲ့နေရာဌာနကြီးဖြစ်ပါတယ်ဤဌာနကြီး၌ဤဘုံညတမက်ကြီးဓမ္မဗိမာန်တော်ကြီးဖြစ်ပေါ်လာဖို့ရန်အတွက်ဦးဇင်းတို့ဤလက်ရှိပရဏလာယကဆရာတော်ဖြစ်တဲ့ဆရာတော်ဗဒ္ဒနာဇောတိကမဟာထေဟာတို့ဒီနေရာဥယျာဉ်တော်ကြီးမှာဖြစ် ကျေးဇူးတော်ရှင်မိုးဆရာတော်ဘုရားကြီးရဲ့သစ္စာကျေးဇူးတော်ကိုဆက်တော်နေအဖြစ်မှတ်တိုင်တစ်ခုရှိတဲ့တယ်လို့ဆရာတော်ဘုရားကြီးကမိန့်ရှိဘူးပါလေအဲ့ဒီမိန့်ရှိခြင်းကိုအကြောင်းပြုပြီးတော့ဘုန်းကြီးနဲ့မဂရိကဆရာတော်ဥတုံတရတို့နှစ်ပါးတိုင်ပင်ပြီးတော့ကျေးဇူးဆက်ဖို့ရာကြီးရွယ်ချက်ဖြစ်ပေါ်လာပါလေ အဲ့လိုရွက်ချက်ဖြစ်ပေါ်လာပြီးတဲ့နောက်1368ခုနှစ်တော်လာပြီးကျော်ရှိရဲ့2005ခုနှစ်ဒီဇင်ဘာလ23ရက်နာနဲ့8နာရီ15မိနစ်အချိန်မှာဒီဘုံညသမက်ကြီးဓမ္မဗိမာန်တော်ကြီးဆောက်ဖို့ရန်အတွက်မနက်တော်တင်မင်္ဂလာခန္ဓာကိုပြုလုပ်ခဲ့ပါတယ်။ အလဲတော်တဲ့မင်္ဂလာခန္ဓာပြုလုပ်ပြီးတော့ဒီဘိမှန်ကြီးကိုဒါဦးဇင်းတို့အများကောင်းမှုပေါင်းစုပြီးတော့ဒီဆောက်ကြဖို့ရာစိတ်ထဲမှာရည်ရွယ်ချက်ထားခဲ့ပါတယ်ဘာလို့ဒီဘိမှန်ကြီးဖြစ်ပေါ်လာရသလဲဆိုလို့ရှိရင်ဦးဇင်းတို့တွေတက္ကသမပေါင်းသူတော်ကောင်းတို့တွေဟာ ကျေးဇူးတော်ရှင်မုဂုတ်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတော်ကြောင့်သာလျင်မိမိတို့လက်ရှိရထားတဲ့ခန္ဓာ၅ပါးကြီးဟာဒုက္ခသစ္စာဖြစ်တယ်။ဤရရှိရတဲ့ခန္ဓာ၅ပါးကြီးဟာတဏ္ဍာအဆက်ဆက်မှာသစ္စာမတိခဲ့တဲ့အဝိဇ္ဇာရောက်လျာရလျာဘဝမှာခင်လွယ်ခဲ့တဲ့တဏှာကြောင့်ဖြစ်ပေါ်လာတယ်လို့ ဆရာတော်ဘုရားကြီးကရှင်းရှင်းလင်းလင်းမြင်ကြခဲ့တဲ့အတွက်ကြောင့်မို့မိမိတို့ရဲ့ခန္ဓာဖြစ်ကြောင်းဟာငါကြောင့်ဖြစ်တာမဟုတ်သူကြောင့်ဖြစ်တာမဟုတ်သစ္စာမသိမှုအဝိဇ္ဇာကြောင့်ခန္ဓာရတယ်သစ္စာမသိခြင်းအဝိဇ္ဇာဒီသမှုရိယသစ္စာဖြစ်တယ်ဒီခန္ဓာဇတိငြိမ်းအောင်ဖြင့်သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမ မာတိသမာသမာတိဆိုတဲ့မခင်၅ပါးဆိုတဲ့မေဃသစ္စာတရားကိုကြိုးစားမှသာလျင်ဒုက္ခခတိဉာဏ်ရဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့និရောဓသစ္စာကိုမြင့်မောက်ပြုနိုင်မယ်လို့ဆရာတော်ဘုရားကြီးဟောကြားခဲ့လို့ဆရာတော်ဘုရားကြီးဟောကြားခဲ့တဲ့တရားတွေကိုနားထောင်ကြည့်ရှုမိမိတို့တသံသမျှဉာဏ်ကြိုးစားပွားများခဲ့သည့်အတွက်ကြောင့်ကိုသစ္စာသိခွင့်ရပါတယ်အဲ့ဒီသစ္စာသိခွင့်ရခြင်းကိုအကြောင်းပြုပြီးတော့ ဆရာတော်ဘုရားကြီးရဲ့မွေးရာဘုဘောရာဖြစ်တဲ့ညငယ်မြို့ဥယျာဉ်တော်ကြီးရွာဆရာတော်ဘုရားကြီးမိယူတန်တင်ဖွင့်မြင်တော်မူတဲ့အိန္ဒိယမှာဖြစ်မိမိတို့တဆွမ်းသမျှဗိမာန်တော်ကြီးတိဆောက်ပြီးတော့ကျေးဇူးဆက်ရင်ဖြင့်ပေါင်းလိုက်မယ်လို့ကျေးဇူးဆက်ခွင့်ရသည့်အလျော်စွာကျေးဇူးဆက်တဲ့လုပ်ငန်းတွေသူတော်ကောင်းတွေရဲ့လုပ်ငန်းဖြစ်သည့်အလျော်စွာကိုယ်စလို့အဲ့ဒီရည်ရွယ်ချက်ဖြင့်အိန္ဒိယဤဗိမာန်ကြီးကို ောက်လုတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ဤဘုညာသံဃာကြီးဓမ္မဗိမာန်တော်ကြီးကိုဩဇာတက္ကရီ1369ခုရတော်လာပြည့်ကျော်17ရက်ပြည်သူတော်ရှင်ဘုဟုဆရာတော်ဘုရားကြီးရဲ့ဤယူသန့်စဉ်ဝေးဘွားရာနေ့2008ခုနှစ်လွတ်လပ်ရေးနေ့မှာဖြင့်ပြည်သူတော်ရှင်ဘုဟုဆရာတော်ဘုရားကြီးရဲ့ဂုံကိုအာယုံပြုပြီးတော့တက်တော်ကြီးဆရာတော်ဘုရားကြီးများကိုတင့်ဖိတ်ယူ အများကောင်းမှုပေါင်းစုရတဲ့ကုသိုလ်ကောင်းမှုတို့ကိုရည်ရွယ်သွမ်းချ၍ဒီဗိမာန်ကြီးကိုဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ဒီဘုံရတ္တမဂ္ဂီဗိမာန်တော်ကြီးရဲ့နာမည်ကိုပြည့်စုံပြောရမယ်ဆိုရင်ဖြင့်ကျေးဇူးတော်ရှင်အက္ခမဟာပဏိတဘုဂုတ်ဆရာတော်ဘုရားကြီးထေရုပ်ပတ္တိပြတိုက်နှင့်ဘုံရတ္တမဂ္ဂီဓမ္မဗိမာန်တော်လို့အမည်သတ်မှတ်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ဘဝမှာထူးခြားခဲ့တဲ့ဆရာတော်ဘုရားကြီးရဲ့ပြုလုပ်ခဲ့တဲ့သာသနာရေးဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများအကြီးကားများကိုဒီဗိမာန်တော်ကြီးမှာခန္ဓာနန္ဒထရေဝါဝါစိတ်ဆွဲပြီးတော့လာရောက်ကြတဲ့ကျေးဇူးတော်ရေမောကိုဆရာတော်ဘုရားကြီးရဲ့တာဝကများကုသိုလ်ရှင်များ နောင်လာနောက်သားပြိတ္တာပြာသိရှိအောင်ပြတ်တာထားမှာဖြစ်ပါလေ။ဘုညတမေကြီးဓမ္မဗိမာန်တော်ကြီးရဲ့အထက်ပြည့်စင်ရမှာသူသားနေကြတဲ့ပြိတ္တာများညင်တွေ့နေရသည့်အတိုင်းရွှေရမင်းစီတီပြီးထားပါလေ။ကိုရွှေရမင်းစီတီရဲ့အထွတ်မှာကျေးဇူးတော်ရှင်အကမမဏိတပုဂ္ဂိုလ်ဆရာတော်ဘုရားကြီး ဥဆောင်ဥရွေပြွ၍လူဒန်းအပ်သောတီဟိုကျွန်းမာစီဒီစိန်မှုတော်ကိုပုံတရံပြွ၍ဆရာတော်ဘုရားကြီးရဲ့ဂုံကိုအာယုံပြုသောအဖြစ်စိန်မှုတော်အတွင်ကြီးတော်ကိုတင်ခဲ့ပါတယ်။ဘုံညတမကီဓမ္မဗိမာန်တော်ဖြစ်သည့်အလျော်စွာဤဗိမာန်တော်ကြီးတို့လာရောက်ပြီးတော့လည်းပဲ တစ္ဆာတရားတွေကိုအထောက်ပူဇော်နိုင်ပါတယ်တစ္ဆာဓမ္မသဘင်ပွဲများကိုလည်းပဲပြီးပြီးတော့တက်ဆွမ်းသမျှကျင်းပနိုင်ပါတယ်ပူဇော်နိုင်ပါတယ်မိမိတို့ကျတော်ဘုရားကြီးနဲ့ပတ်သက်တဲ့မတ္တမယာထူးခြားချက်များရှိလို့ရှိရင်လည်းပဲမိမိတို့အမြတ်တို့ထားတဲ့မတ္တမများကိုဒီပုညသမဂ္ဂီဓမ္မဗိမာန်တော်ကြီးမှာ ေဒီအဖြစ်လာရောက်ပြီးတော့ပူဇော်ထားနိုင်ပါတယ်။နောက်ရုပ်မြင်တန်ကြားပြည့်တယ်များရှင်။ ကျေးဇူးတော်ရှင်အက္ခမဟာပဏိတမုဂုဆရာတော်ဖရာကြီးဟာမြန်မာသာသနာဝင်ကဏ္ဍမှာတခင့်မှာတပါးဆိုသလားထွန်းတောက်ခဲ့တဲ့သာသနာအာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ဆရာတော်ဖရာကြီးဟာမြတ်ဗုဒ္ဓရဲ့သာသနာမှာပရိယတ်တိပရိပတ်တိပရိဝေဒါဆိုတဲ့သာသနာတော်သုံးရထွန်းကားပြန်ပွားစေရန်အတွက်တပွားတာလုံးလုံးလဆိုင်ထုတ်ဆောင်ရွက်တော်မူခဲ့ပါတယ်။ဒါအပြင်သတိပဋ္ဌာန်၄ပါးဝိပဿနာတရားတို့ကိုထေရဝါဒဗိတ္တကတော်နဲ့အညီလူတိုင်းနားလည်နိုင်အောင်စနစ်တကျပြသတော်မူနိုင်စွမ်းနဲ့ဆရာတော်ဖရာ ားကြီးခုံကျေးဇူးဟာအန်ချင်းမကုန်နိုင်အောင်ရှိလာပါကြောင်းတင်ပြရင်းမုခုဆရာတော်ဖျားကြီးရဲ့သီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်တို့ကိုရိုသေဥခိုက်ပူဇော်လိုက်ရပါတယ်ရှင်